လူတန်းပွဲ အခမ်းအနားမှာအနုမောဒနာတရားအနေနဲ့ဗုဒ္ဓသာသနာစီရန်တိတ္တုမြန်မာလိုမြတ်စွာဘုရားသာသနာရှိကြတည်တံ့ပါစေဆိုတဲ့ခေါင်းစဉ်နဲ့တရားဟောကြားပေးမှာ ဖြစ်ပါတယ် မြန်မာနိုင်ငံမှာဘာသာရေးအခမ်းအနားတွေတာသနာရေးအခမ်းအနားတွေပြီးဆုံးတဲ့အခါမှာဗုဒ္ဓသာသနာစည်းရန်တိတ်တူးလို့ရွတ်ဆိုပြီးတော့အခမ်းအနားတိမ့်လေးရှိကြတယ်ဗုဒ္ဓသာသနာမြတ်စွာဘုရားသာသနာတော်တည်စည်းရန်ကြာမြင့်စွာ တိတ်တူးတည်ပါစေလို့ဆုတောင်းပြုတဲ့သဘော အဲ့တော့စူတောင်းပြူတိုင်းသာသနာတည်တံ့မလာဆိုတော့ဘယ်အရာမှစူတောင်းယုံတသက်နဲ့တော့ဖြစ်လာမှာမဟုတ်ပါဘူးဘုရားသာသနာစည်းရန်တိတ်တူလို့ဘလောက်ပဲရွတ်ရွတ်သာသနာတည်တံ့ကြောင်းအလုပ်တွေကို မလုပ်ကြဘူးဆိုရင်အဲ့ဒီသာသနာတော်ဟာကွယ်သွားမှာဖြစ်ပါတယ် ုကျွန်တော်တောင်မြို့မှာကနုံစေတော်ဘုရားကြီးရဲ့အနာဂတ်သဒ္ဒနာရေးမှာစေတော်ကြီးကမမိတ်တယ်လဲဆိုတော့တို့ဘုန်းတော်ကြီးတွေတရားဟောတဲ့အခါမှာဒါနရဲ့အကျိုးတွေကိုဟောတာအလွန်များကြတယ်ကြောင်းလို့ရင်ဘာအကျိုးကတိန်းလို့ရင်ဘာအကျိုးသင်ငန်းလို့ရင်ဘာအကျိုးအကျိုးတွေကိုအဲ့ဒီဟောတာတွေများကြတယ်အဲ့တော့လူတွေကတရားတရားတွေတက်ပြီးတော့လူကြလူကြလူကြတော့ ဒါပေမဲ့ဘာအားနည်းသွားသလဲဆိုတော့စိတ်နေစိတ်ထားပြုပြင်ရမယ်အပိုင်းတွေကိုကျင်တရားတွေပြုပြင်ရမယ်အပိုင်းတွေမှာဟောသူပြောသူလိုက်နာသူနာယူသူအလွန်အားနည်းသွားတယ်။ဒါကြောင့်ယဟန်တော်များအနေနဲ့ဒါနအကျိုးကိုဟောတာလဲဟောပေါ့။ဒါပေမဲ့စိတ်ထားတွေပြုပြင်ကြဖို့ကိုကျင်တရားတွေကောင်းမွန်အောင်ပြုပြင်ကြဖို့အပိုင်းတွေကိုလည်း ဆောင်းပေဟောကြားတင့်တယ်လို့ဆရာကြီးကပါတယ်။ဦးဇင်းတို့ကမဟာကလုံဆရာဘုရားကြီးစီမှာမနေဘူးပါဘူး။ဒါပေမဲ့ဆရာကြီးရဲ့စာအုပ်နဲ့ကြီးပြင်းလာတာမို့လို့ဆရာကြီးရဲ့မတော်လိုက်ရတဲ့တပည့်မတော်လိုက်ရတဲ့ဆရာပြောလို့ရတယ်။ဆရာရဲ့စာအုပ်တွေနဲ့ယနေ့ချိန်ထိဦးဇင်းတို့မကင်းဘူး။အဲ့တော့ဆရာကြီးရဲ့အဆုံးအမတွေကိုနှစ်သက်တယ်လက်ညှိုးမှုတွေသဘောကျတယ် ။ဒါကြောင့်အဲ့ဒီဆရာတော်ကြီးရဲ့အဆုံးမအတိုင်းပဲစွန်းတက်နိုင်သမျှစူးစမ်းပြီးတော့အကောင်တွေဖောနေပါလား။ကြောင့်တရားဟောတဲ့အခါမှာလည်းဦးဇင်းတို့ဌာနအကျိုးဆိုတာတဲ့စိတ်ဓာတ်ပြုပြင်ရေးကိုကျင်တရားကောင်းမှုရေးကိုဦးစားပေးဟောပါတယ်ပြုပြင်ပြောင်းလဲရေးကိုဟောတယ်လို့ပြောရင်ပုံမှန်ပါတယ်။အဲ့ဒါဒီနေ့တရားကောင်းစဉ်ကဗုဒ္ဓသာသနာစည်းတံတိုက်တတုမြတ်စွာဘုရားသာသနာရှေးကြား စွာတည်တံ့ပါစေဆိုတဲ့ခေါင်းစဉ်ပါပဲအဲ့တော့ဦးဇင်းတို့သာသနာတည်တံ့ရေးဟာဆရာတော်တန်ဃာတော်များအပေါ်မှာလည်းမိနေတယ်လို့တရားဓမ္မတွေအပေါ်မှာလည်းမိပါတယ်မြတ်စွာဘုရားကတရင်သုံးပေါ်၅ဦးလုံးနဲ့တက်ဆိုင်တဲ့အကြောင်းကိုထိုထိုတုတ်တန်ဒီမှာဟောကြားတော်မူခဲ့ပါတယ်သာသနာကွယ်တယ်ဆိုတာဘုန်းကြီးတွေကြောက် တသက်မဟုတ်ဘူးတက္ကရကမတွေရဲ့ပယောကလည်းပါတယ်အဲ့တော့ဆင်တော်တန်ဃာတော်တွေဘက်ကလည်းသာသနာမကွယ်အောင်ဆောင်းဆောင်ရတယ်လို့တက္ကရကမတွေဘက်ကလည်းဆောင်းဆောင်ရမှာဖြစ်ပါတယ်အဲ့ဒါတတိပြုကြမှာဖြစ်တယ်အဲ့တော့အခမ်းအနားတွေမှာဗုဒ္ဓသာသနာစည်းရန်တိတ်တူတို့ရွတ်ဆိုနေကြတော့လည်းပဲမိမိတို့ရဲ့အပြုမူအပြောအဆိုလောက်ရက်တွေဟာ ဖခင်အဆုံးမနဲ့မညီကြဘူးဆိုရင်သာသနာ क्वे ချောင်းဖြစ်နေမှာပါသာသနာ क्वे ချောင်းနေဖြစ်နေမှာပါအဲကြောင့်ဥစဉ်တို့သာသနာဒီချောင်းအလုပ်တွေကိုဆရာတကစူးစမ်းပြီးလုပ်ကြရမှာဖြစ်တယ်အဲတော့သာသနာဒီချောင်းအလုပ်ကဘာလဲပရိယတ်ဒီအလုပ်ပฏิပတ်ဒီအလုပ်တွေပဲပေါ့ရဟန်းတော်တွေရဲ့အလုပ်ပရိယတ်ပฏิပတ်အလုပ်ဖြစ်တယ်တခါတခါမှတွေ့ရင်အလုပ်က အဲ့ပရိယပฏิပတ်သာသနာပြုအလုပ်တွေကိုလုပ်နေတဲ့တန်ဃာတော်တွေဝိနည်းတော်နဲ့အညီချမ်းချမ်းသာသာစာပေတွေပို့ချနိုင်ဖို့စာပေတွေရေးသားနိုင်ဖို့တရားတွေအားထုတ်နိုင်ဖို့ပင်ကန်းဆုံးကြောင်းစီ PC လေးပါတွေကိုတူတန်းတဲ့အလုပ်ဖြစ်ပါတယ်မြတ်စွာဘုရားကငကိုတရာနိကေဒုက္ခနိဘတ်ထဲမှာဟောတာပြတာဖြစ်ပါတယ်ခြေရောတန်ဃာတော်တွေလောက်ရမယ့်အလုပ်ပရိယတ်တိအလုပ်ပฏิပတ်တိအလုပ် တက္ကရာကမတွေအလုတ်ကအဲ့ဒီပရိယပฏิပတ်လုပ်နေတဲ့တန်ဃာတော်တွေကိုသင်္ကန်းဆုံးချောင်းစီပစ္စည်းလေးပါထောက်ပံ့တဲ့အလုံးအဲ့တော့တန်ဃာတော်များသည်ဇာတင်စာချတဲ့အလုတ်တွေတရားဓမ္မကျင့်ကြံအားထုတ်ခြင်းအလုတ်တွေကိုတေချာပေါက်လုပ်ကိုလုပ်ရမှာဖြစ်တယ်တက္ကရာကမတွေကဘလောက်ပဲသင်္ကန်းဆုံးချောင်းစီပစ္စည်းလေးပါတွေလှူဒန်းလှူဒန်းအခုလို့ ကြောင်ကြီးတွေဆောက်လို့လူတန်းထားမယ်။ဘုန်းကြီးတွေကစာလဲမချဘူးတရားလဲအမတော်ဘူးကျမ်းစာလဲမရေးဘူး။တရားလဲမပြဘူးဆိုရင်အဲ့ဒီကြောင်းတိုက်ဟာသာသနာကွယ်နေတဲ့ကြောင်းတိုက်ပဲပေါ့။သာသနာကွယ်နေတဲ့ကြောင်းတိုက်ပဲ။ဒါကြောင့်ဥစ္စံတို့ဇေရောတန်ဃာတော်များဘက်ကလည်းတာဝန်ကြီးရမှာဖြစ်တယ်။တာဝန်ကြီးရမှာဖြစ်တယ်။တခါတခါမှဒီဘက်ကလည်းပဲ ပရိယပฏิပတ်အားထုတ်နေတဲ့ပုံကိုယ်တွေကိုလိုအပ်ရာရာဝင်းနီတော်နဲ့အညီစီမံဆောင်ရွက်ပေးကြမှာဖြစ်တယ်။ဆရာတော်တွေကပရိယပฏิပတ်ကြိုးစားတယ်။ဒကာဒကာမတွေဘက်ကလည်းဈေးလေးပါထောက်ပံ့မှုလိုအပ်နေသေးတယ်ဆိုရင်တန်ဃာတော်တွေကကြိုးစားသလောက်ခရီးမပေါက်ပဲလဲရှိတတ်တယ်။မပြည့်စုံတဲ့အတွက်ကြောင့်ပရိယတ္တိအားထုတ်တဲ့နေရာပฏิပတ်တ္တိအားထုတ်တဲ့နေရာမှာ တိုးတက်တဲ့တလားမတိုးတက်ပဲနဲ့နှောင့်နှဲနေတာမျိုးတွေလည်းရှိတတ်တယ်။အဲဒါကြောင့်မြတ်စွာဘုရားကငုတ်တရဏိကေဒုက္ခနိဗ္ဗာန်ထဲမှာဆရာတောင်ဝန်တကတောင်ဝန်အနေနဲ့မြတ်စွာဘုရားကခွဲပြီးတော့ဟောပေးခဲ့တယ်။တောင်ဝန်ကိုစီကြည်ရမယ်ပေါ့။တောင်ဝန်ကိုစီကြည်ရမှာဖြစ်တယ်။အဲ့တော့တန်ခါတော်များသည်ကိုပိုင်စည်းဝါးရေးမရှိဘူး။ငွေကြေးတနာမရှိဘူး။ ချက်ပြုတ်စားတော့လို့မရအောင်တက္ကရာကမတွေကိုမိခိုးရတယ်။ကျောင်းဆိုလည်းတက္ကရာကမတွေကိုမိခိုးရတယ်။သင်ငန်းဆိုလည်းတက္ကရာကမတွေမိခိုးရတယ်။စားစရာတက္ကရာကမတွေကိုမိခိုးရတယ်။နေမကောင်းလို့စေးတောက်မယ်ဆိုရင်လည်းတက္ကရာကမတွေကိုမိခိုးရတယ်။အဲ့တော့တက္ကရာကမများသည်ကျေးဇူးများတယ်ပေါ့။ကျေးဇူးများတယ်။အဲ့ဒီကျေးဇူးများတဲ့တက္ကရာကမတွေကိုတန်ဃာတော်များကဘယ်လိုကျေးဇူးဆက်မလဲ။ ုနကတပောင်းညာဆရာတော်ဟောတော်ပါတယ်တရားဟောတော်အပြင်ဂျေစုဆဲတက္ကရာကမတွေကိုစီပွားရေးဝိုင်းလုပ်ပေးရမှာမဟုတ်ဘူးခလေးဝိုင်းထိန်ပေးရမှာမဟုတ်ဘူးဘုရားလက်ထက်တုန်းကအဲ့ဒါရှိခဲ့ဘူးတယ်လေတက္ကရာကမတွေစီပွားရေးတွေအစဉ်မပြေကြဘူးကပ္ပိဒုက္ခတွေစိုက်တယ်လူတွေစီပွားရေးအစဉ်မပြေတော့ ဘုန်းကြီးတွေလည်းအဆင်မပြေဘူးပေါ့အလူတန်းတွေနည်းလာတယ်အဲ့တော့ဘုန်းကြီးတွေကခေါင်းချင်းဆိုင်ပြီးတော့အစည်းအဝေးထိုင်တယ်တက္ကရာကမတွေငါတို့ဘာလုပ်ပေးကြမလဲတချို့ကလည်းအကြံပေးတယ်သူတို့ရဲ့အလုပ်တွေကိုဝိုင်းလုပ်ကြရအောင်သူတို့ရဲ့အလုပ်တွေကိုဒိုးတွေစီမံခန့်ခွဲကြရအောင်လူလူတွေးတာခေါ်တယ်နော်အဲ့တော့လူတွေရဲ့အလုပ်ကိုဝိုင်းလုပ်ပေးဖို့ တွေးကြတယ်နော်ဆိုတော့တကယ်တော့အဲ့ဒါဟာအမှန်ကန်မဟုတ်ဘူးအဲ့တော့ယဟန်တော်တွေကမိမိတို့အပေါ်မှာကျေးဇူးများတဲ့တရားဒဂမတွေကိုဘလို့ကျေးဇူးဆက်မှာလဲဆိုတော့တရားဟောရမယ်ခုနကမာဂနိုဆယ်ပြားကြီးမိတ်တလို့စိတ်ကောင်းနေထားဖို့ဒဂမတွေရဲ့စိတ်တကလေးတွေနူးညံ့ဖို့ကိုကျင်းသာတရားတွေထားဖို့လူစရိုက်တွေကိုချောင်းကျင်းဖို့ သမထဝိပဿနာတရားတွေအထုတ်တက်အောင်လမ်းညွှန်ပေးဖို့အဲ့ဒါတွေဒီဥဒ္ဓလို့တန်ဃာတော်တွေကလောက်ရမှာဖြစ်တယ်တခါတခါမှတွေငိမ့်ချမ်းပြို့တိုင်းပြည်ငိမ့်ချမ်းဖို့တန်ဃာတော်တွေကဟောပြောရမှာဖြစ်တယ်ဥဒ္ဓလို့တန်ဃာတော်မှာဂျေဇုဆက်စရာဆိုလို့အားရပဲရှိတာတခါတခါမှတွေကိုလမ်းညွှန်ပေးရမှာဒီလိုလေးစိတ်ထားပါဒီလိုလေးနှလုံးသွင်းပါ ဒီလိုလေးကြင်ကြံပါဆိုပြီးတော့လမ်းညွှန်ပေးရမှာအဲ့ဒါဒကာဒကာမတွေကိုကျေးဇူးဆက်တာပဲပေါ့ဒကာဒကာမတွေကလည်းတန်ဃာတော်တွေကိုလှူဒန်းထောက်ပံ့တဲ့အခါမှာညှော်နှင်းစရာကတခုပဲရှိတယ်အဆုံးမတို့တန်ဃာတော်တွေကတို့ကိုဆုံးမရင်ကောင်းပါပဲဘုန်းကြီးတွေစီကအဆုံးမကိုမျောလင်းရမှာဖြစ်တယ်ဘုန်းကြီးတွေစီက ဘေးရင်ရတရားတွေကိုမျှော်လင့်ရမှာမဟုတ်ဘူး။တရားဓိဋ္ဌိတွေကိုမျှော်လင့်ရမှာမဟုတ်ဘူး။အဒီဘုန်းကြီးတွေကတော့နိုင်ငံတော်အကြီးအကဲတွေနဲ့ရင်းနှီးတယ်။ဒီဘုန်းကြီးတွေကတော့ဘယ်လိုလူကြီးတွေနဲ့ရင်းနှီးတယ်။အဒီဘုန်းကြီးကိုကတ်ထားရင်တော့ငါတို့ဘာရမှာပဲ၊ပါမစ်တွေရမှာပဲဆိုတာအဲ့လိုမျှော်လင့်ချက်တွေနဲ့ကိုယ်ကွယ်တာဟာလုံးဝမှားကျွန်းသောကိုယ်ကွယ်မှုတွေဖြစ်တယ်။အဲ့တော့မျှော်လင့်စရာတခုပဲ။ဘုန်းကြီးတွေတို့ကိုစုံမကြရင်ကောင်းမယ်။အဆုံးအမကိုမျှော်လင့်ရမှာ။နော်အဆုံးအမကိုမျှော်လင့်ရမှာ။ ဒါကကမာဒီကတန်ကြော်ဒီစီအဲ့ဒါမျောလိုက်ရမှာဆယ်တော်ဒီတို့ကိုဆုံးမရင်ကောင်းပါပဲဒီကတကဥက္ကူမောင်တို့ဥမမအီပြူတို့ကအများတန်းလာလို့ရှိရင်ဦးစဉ်ဟောတာတဲ့အချိန်သူတို့ကလိုက်နာတာတရားဖြင့်လာပြီးတော့ပညာနဲ့ပြန်ပါဆိုတဲ့စကားကိုသူတို့ကမှတ်ထားတယ်ဒီကရမတွေအားလုံးမှတ်ထားဗာနဲ့လာပြီးဗာနဲ့ပြန်မလဲတရားနဲ့လာပညာနဲ့ပြန်เจ้าကိုလာတဲ့အခါမှာ ြည်ညိုတဲ့စိတ်နဲ့လာကြ။ဩတန်ဃာတော်လေးစာကျင့်နေကြတယ်။တန်ဃာတော်လေးတရားထုတ်နေကြတယ်။တန်ဃာတော်လေးသီလတွေကျင့်ကြံနေကြတယ်။တန်ဃာတော်လေးရဲ့သီလဂုဏ်၊တမာတိဂုဏ်၊ပညာဂုဏ်တွေကိုကြည်ညိုတဲ့စိတ်နဲ့လာပါ။အပြစ်တင်တဲ့စိတ်နဲ့မလာရဘူး။ဘုန်းကြီးကဘလို့၊ဟိုကုံကြီးကဘလို့၊ဟိုဦးစင်ကဘလို့။အပြစ်တင်တဲ့စိတ်နဲ့မလာရဘူး။အပြစ်ချခြင်းတဲ့စိတ်နဲ့မလာရဘူး။နော်တရားစိတ်နဲ့လာရတယ်။တန်ဃာတော်လေးရဲ့ပရိယတ်တိအလုပ်ပฏิပတိအလုပ်ကိုကြည်ညိုတဲ့စိတ်သီလတမာတိပညာကိုကြည်ညိုတဲ့စိတ်နဲ့လာရတယ်။ ေပြန်တဲ့အခါကျရင်ပညာနဲ့ပြန်ဆိုတာကဆယ်ရိုဒီစီယာအဆုံးအမတွေရအောင်ယူသွားအဆုံးအမရအောင်ယူသွားအချင်းများတပြည့်လိုစိတ်ဘလို့ထားရမလဲတပြည့်လိုဘလို့ကျင့်ရမလဲဘလို့နေရမလဲနော်ဖုန်ကြီးတွေကိုကိုးကွယ်တယ်ဆိုတာအဆုံးအမလိုချင်လို့ကိုးကွယ်တာဒါကြောင့်အဆုံးအမတခွန်းလောက်တော့ရအောင်ယူသွားအဲ့ဒါကိုပညာနဲ့ပြန်တယ်လို့ခေါ်တယ်အဲ့တော့ဒကမမကြီးပြုလို့ကတော့ရောက်တန်းရောက်တန်းအချင်းများ ဩဝါဒပေးအောင်ဖျက်ဩဝါဒပေးအောင်ဖျက်သူတို့ကရောက်တိုင်းဩဝါဒမပေးခိုင်းတဲ့အချိန်မရှိဘူးအဲ့တော့ဒါသဒ္ဓါနဲ့လာပြီးတော့ပညာနဲ့ပြန်လာဘုရားအမြဲတမ်းပြောပါတယ်ဆရာတင်နေဆိုတာအလှကြည့်ဖို့ထားတာမဟုတ်ဘူးမိမိတို့ကိုဆုံးမဖို့ထားတာအမြင်မတော်တာချင်းငေါ့ဖို့ထားတာဆရာဆိုရင်လည်းစုပစီငေါ့ရင်လည်းငေါ့ပစီခံရမှာပဲနော်တချို့ကစူတာမကြိုက်ဘူးငေါ့တာမကြိုက်ဘူးဆုံးမတာမကြိုက်ဘူး အဲ့ဒါဆိုရင်ဘလို့လို့ကြီးပွားမှာတော့ဆရာတရားကျိုးဘလို့နဲ့မှာတော့ကိုယ်ကိုယ်ကျိုးဘလို့လို့နဲ့မှာတော့เนาะဒါကြောင့်ဥစ္စာလို့တန်ခါကိုကိုယ်ကိုယ်တယ်ဆိုတာအစုံမခေါင်းတွေကိုရခြင်းလို့တနည်းအားဖြင့်လိမ်မာခြင်းလို့ကိုယ်ကိုယ်တာဖြစ်တယ်ဒါကြောင့်အလှကြည့်ဖို့ထားတာမဟုတ်ဘူးเนาะဆရာတင်တယ်ဆရာတင်တယ်ဆိုအလှကြည့်ဖို့ထားတာမဟုတ်ဘူးစုံမဖို့ထားတာเนาะစုဖို့ထားတာငေါ့ဖို့ထားတာအေးကောင်းပြီဒါကြောင့်ဥစ္စာလို့ဗုဒ္ဓမြတ်စွာသာသနာ ခြေကြစွာတည်တံ့ပါစေလို့နှုတ်ကယွတ်နေအောင်မပြီးပဲနဲ့ဆရာတော်တန်ဃာတော်တွေကလည်းမိမိတို့ရဲ့ပရိယတ်တိအလုပ်ပฏิပတ်တိအလုပ်ကိုတိုးစားရမှာဖြစ်တယ်မိမိတို့ဘဝမှာခြေစိုးများတဲ့တရားဒဂမတွေကိုလည်းဓမ္မဖြင့်စောင့်ချောက်ပေးကြရမှာဖြစ်တယ်တရားဒဂမတွေကလည်းမိမိတို့ကိုတရားဓမ္မဖြင့်စောင့်ချောက်တော်မူတဲ့ခြေစိုးရှင်တန်ဃာတော်များကိုနော်ခြေစိုးဆက်တဲ့အနေနဲ့ သင်္ကန်းဆုံးကြောင်းစီပစ္စည်းလေးပါးတွေကိုထောက်ခံလူတန်းချတာဖြစ်တယ်။အဲ့ဒီလိုဆရာနဲ့တကားတကားနဲ့ဆရာမေတ္တာတရားတွေနဲ့တရားတရားတွေနဲ့ပညာတရားတွေနဲ့မြတ်စွာဘုရားသာသနာတော်ထွန်းလင်းအောင်ပန်းရှင်းအောင်တည်တက်အောင်ပြန်ပွားအောင်ပရိယတ်တိပฏิပတ်တိလို့ကိုကျူစာသွားကြမယ်ဆိုလို့ရှိရင်တကယ်အစစ်အမှန်ဗုဒ္ဓသာသနာစီစဉ်တဲ့သူဖြစ်ပါပြီသာသနာတည်တံကြောင် အလုပ်တွေကိုလုပ်နေကြတာမို့လို့သာသနာတကယ်တည်တံ့မှာဖြစ်တယ်ပေါ့။အဲ့တော့ဒီနေ့ခြေရာဝါသဆံချောင်းအလူနော်အရင်နှစ်ကဒီတိန်တော်ကြီးအလူဓာတ်ရီအားလုံးဒီဘုဇနောပကာတနာမပါဘဲနဲ့တကယ်ကိုလိုအပ်လို့ဇေရောတန်ဃာတော်ရိစာသင်စာချတဲ့နေရာမှာတကယ်လိုအပ်လို့ ပရိယတိသာသနာတော်အတွက်ပฏิပတိသာသနာတော်အတွက်အထောက်ပံ့ဖြစ်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့လှူဒန်းကြတာဖြစ်တယ်။ကျောင်းတက္ကမကြီးလို့အခေါ်ခံခြင်းလို့လှူတာမဟုတ်ကြဘူး။တကယ်ကိုအယိုးခံတဲ့လှူဒန်းကြတာဖြစ်တယ်။အဲ့တော့မိမိတို့စိတ်ကသာသနာတော်တန်ရှင်းတည်တံ့ပြောင်းဝါးရည်ကိုဥတည်ပါ။တန်ဃာတော်ကိုအာရုံပြုပါ။ဦးဇင်းတို့ဒီကျောင်းတိုင်းမှာသာသနာမြေပဲလှူလှူအခုလိုအစာအုပ်တွေပဲလှူလှူ တန်ခိကတန်ဃာပိုင်းအနေနဲ့ပဲလက်ခံတယ်ပေါ့အဲ့တော့မိုက်ဖြူတို့ကဆရာတော်အတွက်ဆန်းချောင်းလို့ဆိုပြီးမှလည်းဦးဇုံတို့ပုဂ္ဂလိကအလိုမခံဘူးသာသနာပိုင်းတန်ဃာပိုင်းအနေနဲ့ပဲလက်ခံတယ်ပေါ့တက္ကရာကမတွေလည်းအကျိုးများတယ်ဦးဇုံတို့တန်ဃာတော်မှာလည်းအစွဲမရှိဘူးပေါ့နောက်တစ်ကြောင်မိမိတို့ယနေ့လှူနေမဲ့အကျောင်းအလှူသည်ပုဂ္ဂလိကတဘာပိုင်းအလှူမဟုတ်ဘူး သာသနာပိုင်းတန်ခါပိုင်းသာသနာတစ်ခုလုံးမှာရှိတဲ့တန်ခါကိုရည်မှန်းပြီးလှူတဲ့အကြောင်းအလှူပွဲလို့နားလည်ကြရမှာဖြစ်တယ်မိမိတို့အကြောင်းအလှူကိုလက်ခံတဲ့ပုံကူများသည်နော်သာသနာတစ်ခုလုံးမှာရှိတဲ့တန်ခါတော်များဖြစ်တယ်ဦးဇင်းတို့ကတန်ခါအားလုံးရဲ့ကိုစားအလှူခံပေးတာလက်ခံပေးတာရည်သချပေးတာလို့နားလည်ကြရမှာဖြစ်တယ်နော်တန်ခါအားလုံးကိုရည်မှန်းပြီးတော့လှူဒန်းတာပွဲတန်ခိကလှူဒန်းပွဲလို့နားလည်ကြရမှာဖြစ်တယ်နော်ဒီကောင်းပြီတော့ကြောင့် တရားကောင်းစဉ်ဗုဒ္ဓသာသနာစုတဲ့နေတတုမြတ်စွာဘုရားသာသနာရှေးကြားစွာတည်တံ့ပါစေဆိုတာဆရာရောတကာရောဆိုင်းရဆိုင်းရအလုပ်တွေကိုမေတ္တာကရုဏာမုဒိတာတရားတွေနဲ့ပဓာတရားတွေနဲ့ပညာတရားတွေနဲ့ကြိုးစားဆောင်ရွက်မှသာတကယ်သာသနာတည်တံ့မယ်အေးပရိယပฏิပတ်တွေမလုပ်ကြဘဲနဲ့ဝိနည်းတရားတော်တွေကိုမလိုက်နာကြဘဲနဲ့ဗုဒ္ဓသာသနာစုတဲ့နေတတုလို့အချိန်ပေါင်းများစွာရွတ်နေတော်လဲ သာသနာမတည်တတ်နိုင်ဘူးလို့နားလည်သဘောပေါက်ကြပြီးတော့လူရှင်များနဲ့တကွာတရားနာပရိသတ်များအားလုံးဖိုးတန်လာတဲ့မြတ်စွာဘုရားသာသနာတော်ကြီးခြေချစွာတည်တတ်အောင်ကိုစီကိုစီကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်းသာဓုသာဓုသာဓု